အားလုံးမင်္ဂလာပါမြောက်ဦး entertainment ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်မိတ်ဆွေတွေနေကောင်းကြပါရဲ့လား1945ခုနှစ်စက်တင်ဘာလ2ရက်နေ့မှာဂျပန်ခေါင်းဆောင်တွေဟာလူအများရဲ့ရှေ့ကိုထွက်လာပြီးတော့မှလက်နက်ရှာကြောင်းလက်မှတ်ထိုးခဲ့ကြပါတယ်နောက်ဆုံးမှာတော့ဒုတိယကမ္ဘာစစ်ကြီးလည်းပြီးဆုံးသွားခဲ့ပါတယ်တစိန်ကအာရှတလောကိုနေမြေရှစ်ထွင်ခဲ့တဲ့အင်အားကြီးအီကရင်းနိုင်ငံဖြစ်တဲ့ဂျပန်ဟာဆိုရင်စစ်ပွဲအပြီးမှာလုံးဝပျက်စီးသွားခဲ့ပါတယ်ဟီရိုရှိမားနဲ့နာဂါဆာကီမြို့တွေဟာအက်တန်ဘုံးတွေကြောင့်ဖျက်ဆီးခံခဲ့ရပါတယ် မျိုးပေါင်းများစွာဟာအပြက်အစည်းတွေအနေနဲ့စုပုံတော်ပြီးတော့မှလူသန်းသန်းရှိသေးဆုံးတာပြီးရင်အင်ရှေယာမေးဖြစ်တာမျိုးတွေကိုကြုံတွေ့ခဲ့ကြပါတယ်စစ်ပွဲပြီးမှဒီလိုဘေးအန္တရာယ်ဆိုးတွေဖြစ်အောင်လုပ်ခဲ့တဲ့ဂျပန်ခေါင်းဆောင်တွေကိုဘလို့အရေးယူချမလဲဆိုပြီးတော့မှလူတွေကစိတ်ဝင်စားခဲ့ကြပါတယ်သူတို့အပြစ်ပေးခံရမလားသူတို့လွတ်မြောက်တော်မလားဒါမှမဟုတ်သူတို့ဟာတနည်းနည်းနဲ့သူတို့ဘဝတွေကိုပြန်လေတည်ဆောက်နိုင်ကြမလားဒီဗီဒီယိုမှာတော့ဂျပန်နိုင်ငံရဲ့အမှောင်ဆုံးအချိန်ကာလတွေမှာဥဆောင်ခဲ့တဲ့လူတွေ ဘလို့ဖြစ်တော့တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ကိုအသေးစိတ်ဗဟုသုတရဖွေရှင်းပြပေးတော့မှဖြစ်ပါတယ်။ဂျပန်နိုင်ငံလက်နက်ရှာလိုက်တဲ့အခါမှာရက်ဆက်တဲ့စစ်ပွေးကြီးလည်းအဆုံးသတ်တော့ပါတယ်။ဒါပေမဲ့ဒီလိုစစ်ပွေးဖြစ်အောင်ဥဆောင်ခဲ့တဲ့ခေါင်းဆောင်တွေကိုဘလို့အပြစ်ပေးရမလဲဆိုတဲ့ကိစ္စကရှိလာပြန်ပါတယ်။အရာအလုံးကတော့ထူးကြပါတယ်။တချို့ကအပြစ်ပေးခံရတယ်။တချို့ကတော့လွမ်းမြောက်သွားကြပါတယ်။တချို့ဆိုရင်မယုံနိုင်စရာကောင်းလောက်အောင်အာဏာတွေပြန်လေရရှိတော်တဲ့သူတွေလည်းရှိပါတယ်။ ူတို့ရဲ့ကံကြမ္မာတွေကိုကျွန်တော်မပြောခင်မှာ1930အဖြစ်အပျက်ကိုပြန်ပြီးတော့မှကြည့်ရပါလိမ့်မယ်။အဲ့ဒီအချိန်တုန်းကဆိုရင်ဂျပန်နိုင်ငံဟာအာနာကိုဘလူးစီးနေတဲ့အချိန်ဖြစ်ပါတယ်။အချိန်တည်းမှာအမျိုးသားရေးဝါဒီနဲ့စီရင်အင်အားတွေကလည်းအချိန်အဟုန်နဲ့မြင့်တက်လာခဲ့ပါတယ်။ဂျပန်တွေဟာအာရှကိုအုပ်စိုးဖို့အတွက်မွေးဖွားလာကြတယ်ဆိုပြီးတော့မှဂျပန်ခေါင်းဆောင်အများစုကယုံကြည်ခဲ့ကြပါတယ်။ဒီလိုအတွေးအခေါ်ကြောင့်ပဲတခြားနိုင်ငံတွေကိုကျူးကျော်မှုတွေစတင်ခဲ့တာပါ။1931မှာမန်ရှူရီးယားကနေစပြီးတော့မှ ဒီတေဟုံနဲ့အရှိတောင်အာရှာတွေကိုနေမြေရှစ်ထွင်ခဲ့ပါတယ်။နောက်ပြီးတော့ဘလောက်ထိဒီမာနာထောင်တော်တော်တည်းလဲဆိုရင်1940တခုနှစ်မှာပလေးစိတ်ကန်းကိုဘုံကျေးတိုက်ခိုက်ခဲ့ပါတယ်။ဒါဟာအမေရိကန်ကိုတော်ပြီးတော့မှစိန်ခေါ်လိုက်တာပါ။အဲ့ဒီနောက်မှာအမေရိကန်ကလည်းဒီကဘာစစ်ပွဲတွေကိုမဖြစ်မနေပါဝင်လာခဲ့ရပါတယ်။ဒီဂျပန်ကောင်းဆောင်တွေဟာဆိုလို့ရှိရင်ဗစီပိတ်သမုဒ္ဒရာကိုထိန်းချုပ်ဖို့မျှော်လင့်တဲ့အတွက်ဒီလို NDA ကြီးတဲ့စွန်းစားမှုတွေကိုလုပ်ခဲ့ကြတာပါ။တဖြည်းဖြည်းနဲ့စစ်ပွဲကလည်းတန်တက်ခတ်ထန်လာခဲ့ပါတယ်။ 1939ခုနှစ်မှာဂျပန်စစ်သားတွေဟာဆိုရင်အင်မတန်မှရက်စက်ကြံကြုတ်တဲ့လူသက်ပွေကြီးကိုနန်ကင်းဒေသမှာလုခဲ့တဲ့အတွက်တရုတ်အရဲသားထောင်ပေါင်းများစွာတည်ဆုံခဲ့ရပါတယ်။နောက်ပိုင်းမှာလည်းအသေးခံလေယံမှုတွေကသူတို့ရဲ့လေယံတွေနဲ့အတူ American သင်္ဘောတွေတေကိုဝင်တိုက်တာကဂျပန်ရဲ့စိတ်ပြက်အားငယ်မှုကိုပြသခဲ့ပါတယ်။ဒါပေမဲ့1945ခုနှစ်ကိုရောက်တဲ့အခါမှာဂျပန်နိုင်ငံဟာစစ်ပွေးရှုံးနေနေပါပြီ။ American ရဲ့မီးလောင်ပုံးတွေကဂျပန်မျိုးတွေကိုဖျက်ဆီးခဲ့ပြီးတော့မှ ီရိုရှိမားနဲ့နာကာဆာကီဘောကိုအက်တန်ဘုံးတွေရှာခဲ့တဲ့အတွက်ရက်အနည်းငယ်အတွင်းမှာလူတသိန်းကျော်တေဆုံးခဲ့ရပါတယ်။ဆိုဗီယက်ယူနီယံကလည်းမန်ရှူရီးယားကိုကျူးကျော်ခဲ့တဲ့အတွက်ဂျပန်ရဲ့နောက်ဆုံးမျှော်လင့်ချက်တွေပျက်စီးသွားခဲ့ပါတယ်။စစ်ပွေးကြီးပြီးဆုံးသွားတဲ့အခါမှာတော့ဂျပန်ရဲ့ဆေးရဆိုးဝဲမှုတွေအတွက်တရားမျှတမှုကိုကဘာကတောင်းဆိုခဲ့ကြပြီးတော့မှလူတိုင်းရဲ့အကြီးတွေဟာဒီနိုင်ငံရဲ့ခေါင်းဆောင်တွေစီကိုရောက်နေခဲ့ပါတယ်။1945ခုနှစ်ဩဂုတ်လ15ရက်နေ့မှာဂျပန်လက်နက်ရှာပြီးတဲ့နောက်မှာ အမေရိကန်ဥဆောင်တဲ့မဟာမိတ်အင်အားစုတွေကဂျပန်ကိုထိန်းချုပ်လိုက်ကြပါတယ်။ဗိုလ်ချုပ်ကြီးဒေါက်ကလက်မက်အာသာဟာဆိုရင်မဟာမိတ်အင်အားစုတွေရဲ့ဒီအရှုပ်ရှားအာဏာပိုင်အကြီးအကဲ SCAP အဖြစ်ရောက်ရှိလာခဲ့ပါတယ်။သူရဲ့အလုပ်ကဂျပန်စစ်တပ်ကိုလက်နက်ဖြုတ်သိမ်းပြီးတော့မှဂျပန်ကိုဒီမိုကရေစီနိုင်ငံအဖြစ်ပြောင်းလဲပေးဖို့ဖြစ်ပါတယ်။မဟာမိတ်တွေရဲ့တင်ပိုင်မှုဟာ1945ကနေ1952အထိကြာမြင့်ခဲ့ပြီးတော့မှဂျပန်နိုင်ငံရဲ့အစိုးရအပြင်စီးပွားရေးနဲ့ဒီရင်ကျေးမှုတွေကိုလုံအောင်ပြောင်းလဲပစ်ခဲ့ပါတယ်။ဒါပေမဲ့ မေခွန်ကြီးတခုရှိနေခဲ့ပါတယ်စစ်ပွဲကိုစတင်ခဲ့တဲ့လူတွေကိုဘာလို့တင်တယ်လဲတချို့ကတရားစွဲခံရမယ်တချို့ကအကာအကွယ်ပေးခံရမယ်တချို့ကတော့လူတိုင်းကိုအံအားသင်းစေခဲ့ပါတယ်အရှင်တွေကတော်တော်လေးကိုဆိုးရွားပါတယ်ဂျပန်မှာအငဲပေးဆိုင်နေတဲ့စီးပွားရေးကလည်းပျက်စီးနေပြီးတော့မှကွန်မြူနီဝါတာပြန်နှံလာမှာကိုလည်းစိုးရိမ်မှုတွေရှိနေခဲ့ပါတယ်အဲ့ဒီအချိန်တုန်းကအမေရိကန်နိုင်ငံဟာဂျပန်ကိုဒီမိုကရေစီနိုင်ငံဖြစ်စေချင်ခဲ့တာပါနောက်ပြီးတော့ ဆိုဗီယက်ယူနီယံကိုဆန်းကျင်မဲ့အမေရိကန်မဟာမိတ်တနိုင်ငံလည်းဖြစ်စေခြင်းကြတာပါအဲဒါကြောင့်သူတို့ကဒီတရားမျှတမှုဆိုတဲ့အရာကိုတကယ်အကောင့်တွေမခေါ်ခဲ့ပါဘူးစစ်ပွဲမှာတာဝန်ရှိတဲ့သူတွေကိုအပြစ်ပေးဖို့ဆိုပြီးတော့မှတို့ကြိုးစေးရာဇဝတ်မှုဆိုင်ရာတရားစီရင်ရေးကိုဖန်တီးခဲ့ပါတယ်ဒါပေမဲ့ခေါင်းဆောင်အလုံးကိုမျှမျှတတအပြစ်ပေးတာမျိုးတော့မလုပ်ပါဘူးလူတချို့ကအပြစ်ပေးဖို့ဆိုတာထက်အပြစ်မပေးဘဲအတုံးရှာဖို့ပို့ပြီးတော့မှတင်းတော်တယ်လို့ယူဆခဲ့ပါတယ်အမြင်သာဆုံးဥပမာအနေနဲ့ အီဂရိတ်ဟီရိုဟီတိုဟာတာမဲခေါင်းဆောင်တယောက်မဟုတ်ပါဘူး1900တခုနှစ်မှာမွေးဖော်ခဲ့ပြီးတော့မှ1926ခုနှစ်မှာအသက်25နှစ်နဲ့အီဂရိတ်ဖြစ်လာခဲ့တဲ့သူပါရှင်တိုအယူဝါဒအရဆိုရင်သူ့ကိုသက်ရှိနတ်ဖျားတစ်ပါးအဖြစ်သတ်မှတ်ခဲ့ကြပါတယ်ရှိုးဝါခီလိုခေါ်တဲ့သူ့ရဲ့ဒီနန်းဆန်ကာလမှာပေါ့နော်ငင်းချင်းရေးကိုယူဆောင်လာမယ်လို့မျှော်လင့်ခဲ့ကြပေမဲ့သူအုပ်ချုပ်တဲ့ကာလအတွင်းမှာပဲစစ်ပွေးအကြီးအကျယ်ဖြစ်လာစေခဲ့ပါတယ်1930ခုနှစ်မှာမန်ရှူရီးယားကိုကျူးကျော်စဉ်အချိန်နဲ့1940ခုနှစ် ပလေးစိတ်ကန်းကိုတိုက်ခိုက်ချိန်မှာအုပ်ချုပ်နေတာကဒီဟီရိုဟီတိုဖြစ်ပါတယ်ဂျပန်ရဲ့အင်ပါယာရီမန်းချက်တွေဟာအီဂရိတ်ဟီရိုဟီတိုကိုကိုးစားပြုပါတယ်သူရဲ့ဆုံးဖြတ်ချက်ဟာဂျပန်ရဲ့အနာဂတ်ကိုလည်းပြောင်းလဲနိုင်ပါတယ်ဒါပေမဲ့သူအပြည့်အဝထိန်းချုပ်ထားနိုင်ကြသလားတချို့လူတွေရဲ့ပြောဆိုပုံအရသူဟာဆိုရင်ရုပ်သေးဘရင်တပါးတာဖြစ်ပြီးတော့မှစိတ်ခေါင်းဆောင်တွေရဲ့ထိန်းချုပ်မှုအောက်မှာသာနေရတဲ့သူဖြစ်တယ်လို့ဆိုပါတယ်ဒီလိုပြောလို့သူကလုံးဝအာနာမရှိတဲ့သူတော့မဟုတ်ပါဘူး သူက1930ခုနှစ်ရှန်ဟိုင်းဘုံကျေးမှုလိုမျိုးအကြံဖက်လုပ်ရက်တွေကိုခွင့်ပြုခဲ့ပြီးတော့မှအဲ့ဒီမှာလူထောင်ပေါင်းများစွာတည်ဆုံခဲ့ရပါတယ်။ဒီလိုမျိုးအာဏာရှိတဲ့ဆိုပေမဲ့လည်းစစ်တပ်ကသူ့အပေါ်မှာလွန်မှုတွားမှပြီးရင်တော်လန်ပုံကန်တွားမှကိုစိုးရိမ်တဲ့အတွက်ရုန်းကန်ခဲ့ရတာမျိုးတွေလည်းရှိပါတယ်။1945ခုနှစ်မှာဂျပန်ပြိုလဲလူနီပါဖြစ်လာတဲ့အခါမှာဟီရိုဟီတိုကတမိုင်းဝင်ဆုံးဖြတ်ချက်တစ်ခုကိုရှာခဲ့ပါတယ်။ဩဂုတ်လ15ရက်နေ့မှာသူကရေဒီယိုကနေပြည်သူလူထုကို ပြောကြားခဲ့ပြီးတော့မှဂျပန်နိုင်ငံလက်နက်ရှာလိုက်ပြီးလို့ကြေညာခဲ့ပါတယ်။အဲ့ဒီအချိန်ကျမှသူ့ရဲ့အတန်ကိုဂျပန်ပြည်သူတွေပထမဦးဆုံးကြားဘူးတာဖြစ်ပါတယ်။ဒါကတိုင်းပြည်ကိုတုံ့လှုပ်စေခဲ့ပြီးတော့မှစစ်ပွဲကိုလည်းအဆုံးသတ်စေခဲ့ပါတယ်။စစ်ပွဲကြီးပြီးဆုံးတော့တဲ့နောက်မှာလူတော်တော်များများကဧကရိဒီဟီရိုဟီတိုကိုအပြည့်ပေးစေခြင်းခဲ့ပါတယ်။နန်ကင်းဒေသမှာဖြစ်ခဲ့တဲ့တပ်ဖြတ်မှုတွေကြောင့်တရုတ်နဲ့ကိုရီးယားလိုနိုင်ငံတွေကတော့သူ့ကိုအပြည့်ပေးစေခြင်းခဲ့ပါတယ်။သူတို့ကဟီရိုဟီတိုကိုအပြည့်တင်ခဲ့ကြပြီးတော့မှတရားမျှတမှုကိုတောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့မထင်မှတ်ထားတဲ့အရာတခုဖြစ်ပေါ်လာခဲ့ပါတယ်။ American ကဒီဘီယန်နဲ့ပတ်သက်ပြီးတော့မှဘလို့လုံးတင်းတယ်ဆိုတဲ့ယူဆချက်တွေကအများအပြားရှိနေခဲ့ပါတယ်။ဂျပန်ကိုတည်ငြိမ်အောင်ထိန်းသိမ်းဖို့အတွက်ဟီရိုဟီတိုဟာအရေးကြီးတယ်လို့ဗိုလ်ချုပ်ကြီးမက်အာသာကယူဆခဲ့ပါတယ်။အီကရေးကိုဖိရှားလိုက်ရင်နိုင်ငံဟာရှုပ်ထွေးမှုတွေကိုကြားရောက်သွားနိုင်ပြီးတော့မှကွန်မြူနစ်တွေအာဏာရသွားနိုင်ပါတယ်။စစ်ပွဲကြီးပြီးဆုံးသွားတဲ့အခါမှာစေအေးတိုက်ပွဲဖြစ်လာမယ်ဆိုတာကိုအမေရိကန်ဘက်ကကြိုပြီးတော့မှသိခဲ့တယ်လို့ဆိုပါတယ်။ဒီတော့ ဂျပန်နိုင်ငံဟာအမေရိကန်ရဲ့မဟာမိတ်အနေနဲ့သာရှိနေမှာပဲဆိုဗီယက်ကိုတွန်းလှန်ဖို့အဆင်ပြေပါလိမ့်မယ်။ဒါကြောင့်သဘောတူညီချက်တစ်ခုကိုသူတို့ချုပ်ဆိုခဲ့ပါတယ်။ဟီရိုဟီတိုဟာအီကရေးအဖြစ်ဆက်လက်ရှိနေမှာဖြစ်ပေမဲ့တကယ်အာဏာမရှိတဲ့စစ်မြင့်ခင်ဘရင်အဖြစ်နဲ့သာဖြစ်ရပါမယ်။ဒီဆုံးဖြတ်ချက်ကအငင်းပေါ်စရာတွေအများကြီးကိုဖြစ်စေခဲ့ပြီးတော့မှလူအများအပြားကလည်းအဲ့ဒါကိုမမျှတဘူးလို့ပြောခဲ့ကြပါတယ်။1946ခုနှစ်မှာဒီဟီရိုဟီတိုကတုံလုံးစရာကောင်းတဲ့ကြေညာချက်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။ နောက်ထပ်ထုံလွှဲတဲ့ရေဒီယိုအတန်လွှဲမှုတစ်ခုမှာသူကနယ်ဖျားတပါမဟုတ်တဲ့အကြောင်းပြင်ပါမယ်လူသားတယောက်သာဖြစ်ကြောင်းဝန်ခံပြောဆိုခဲ့ပါတယ်။ရာစုနှစ်ပေါင်းများစွာဂျပန်နိုင်ငံမှာရှိတဲ့ရိုးရာယုံကြည်မှုကိုလည်းရိုက်ရှိုးပြလိုက်တာဖြစ်ပါတယ်။1948ခုနှစ်ကဂျပန်ရဲ့ဖွဲ့စည်းပုံအစီအကံဥပဒေအသစ်ကသူ့ကိုဒီဖွဲ့စည်းပုံအစီအကံဥပဒေပေါင်းအတွင်းကဘယံအဖြစ်ပြောင်းလဲစေခဲ့ပြီးတော့မှသူ့မှာနိုင်ငံရေးအာဏာမရှိဘူးလို့ဆိုလိုပါတယ်။ဒီဂျပန်နိုင်ငံရဲ့ဒီမိုကရေစီနိုင်ငံအသစ်တည်ဆောက်ရမှာ ဒီဘရင်အီကရစ်ကိုတင်ကေတာအဖြစ်ပေါ့နော်အမေရိကန်ကအသုံးပြုခဲ့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လူအများစုဟာနားမလည်ဖြစ်ခဲ့ကြရပါတယ်ဟီရိုဟီတိုကတော့အလေးရဲ့အမြင်လိုက်လျောညီထွေဖြစ်တော့ခဲ့ပါတယ်သူကဘရင်ဝက်ဆုံတွေကိုမဝဲတော့ပဲဒီတာမဲအနောက်တိုင်းဝက်ဆုံတွေကိုဒါဝက်ဆင်လာခဲ့ပါတယ်ဒီပြည်သူတွေကိုအားပေးဖို့အတွက်လည်းပျက်စီးနေတဲ့မျိုးတွေစီကိုသူကိုယ်တိုင်တော်ရောက်ခဲ့ပါတယ်1940ဆောက်ခုနှစ်မှာသူကဟီရိုရှိမားကိုတော်ရောက်လေပတ်ခဲ့ပါတယ်အဲ့ဒီမှာအသက်ရှင်ကျန်ရေးခဲ့တဲ့သူတွေက ဒုက္ခရောက်နေတာတော့မှသူ့ကိုရှ िख ိုးဥညွတ်ခဲ့ကြပါတယ်။သူဒီလိုမျိုးတော့ရောက်လေပတ်ခဲ့တာကိုကြည့်ပြီးတော့တကယ်ပဲစိတ်မကောင်းဖြစ်နေတာလားဒီသူပြောခဲ့တဲ့အတိုင်းလိုင်းနာဆောင်ရွက်ပေးနေတာလားဆိုတာကိုလူတွေကဝေခွေးမရဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ဒီဟီရိုဟီတိုကတိတ်တဆိတ်ပဲသူနေထိုင်ပါတော့တယ်။သူဝါသနာပါတဲ့ပညာရက်တွေကိုသာသူလေ့လာခဲ့ပါတယ်။ပင်လင်ဇီဝဘေဒအကြောင်းကိုလေ့လာပြီးတော့မှဒီငါးတွေနဲ့အပင်တွေအကြောင်းကိုအဓိကထားလေ့လာခဲ့တယ်လို့ဆိုပါတယ်။သူကဂျပန်ရဲ့ဒီအသွင်ကူးပြောင်းမှုမှာ စီမင်းခံဘရင်တစ်ပါးအနေနဲ့ကိုစားပြုပြီးတော့1989ခုနှစ်သူတည်ဆုံတဲ့အချိန်အထိဂျပန်နိုင်ငံရဲ့ဧကရာဇ်အဖြစ်နန်းဆန်ခဲ့ပါတယ်။ဒါပေမဲ့သူဟာဆေးရဆိုးဝဲမှုတွေကိုအများအပြားလုပ်ခဲ့တဲ့အတွက်တရားစွဲဆိုခံတင်းတယ်လို့လူအများစုကအခုအချိန်ထိယူဆနေကြတာတွေလည်းရှိပါတယ်။ဟီရိုဟီတိုရဲ့ဇာတ်လမ်းကအစပဲရှိပါသေးတယ်။ဧကရာဇ်ကတော့အပြစ်ပေးမခံရဘဲလွတ်မြောက်ခဲ့တဲ့ဆိုပေမဲ့တခြားသူတွေကတော့အပြစ်ပေးခံထားရပါတယ်။တခြားဆိုရင်ကွဲမြတ်ခံခဲ့ရပါတယ်။ တရှိုးအပြစ်ကနေလွမ်းမြောက်ကြတယ်ထူးထူးခြားခြားဒီတရှိုးဆိုလို့ရှိရင်နိုင်ငံရေးအာဏာပြန်ရတဲ့သူတွေလည်းရှိခဲ့ပါတယ်ဟီဒကီတိုဂျိုဟာဒီစစ်အတွင်းမှာအကြီးကအခန့်ကဏ္ဍအဖြစ်ပါဝင်ခဲ့တဲ့သူပါသူက1940ခုနှစ်မှာဂျပန်နိုင်ငံရဲ့ဝန်ကြီးချုပ်ဖြစ်လာခဲ့ပြီးတော့မှစီကန်အင်မတန်တင်းကျပ်တဲ့စစ်ဖက်ဆိုင်ရာခေါင်းဆောင်တူဦးလည်းဖြစ်ပါတယ်ဂျပန်ဟာအာရှကိုအုပ်စိုးရမယ်ဆိုတဲ့ရည်ရွယ်ချက်ကိုဗိုလ်ချုပ်ကြီးဒီတိုဂျိုကအခိုင်အမာလက်ခံထားပါတယ်ပလီစိတ်ကန်းကိုတိုက်ခိုက်တာမှလည်းသူကထောက်ခံခဲ့ပြီးတော့မှအမေရိကန်ကိုစစ်ပွေးတေးရောက်အောင်ဆွေးတွင်ခဲ့ပါတယ် ဗိုလ်ချုပ်ကြီးတိုဂျိုလည်းအောက်မှာဂျပန်နိုင်ငံဟာအင်ပါယာကိုရှေ့ထွေနိုင်ခဲ့ပေမဲ့ဒီရန်သူအများကြီးလည်းပေါ်ထွက်လာစေခဲ့ပါတယ်။သူရဲ့ဥဆောင်မှုကရက်ဆက်ကြံတန်းခဲ့ပါတယ်။ဖိလစ်ပိုင်ကိုကျူးကျော်တဲ့စစ်ပွေးနဲ့ဒီအတင်းသားတွေအပေါ်မှာအသက်သေစေလောက်တဲ့စစ်ဆေးမှုတွေပြုလုပ်ခဲ့တဲ့ယူနစ်ဒီ731ရဲ့ကျောင်းမဲ့ဖွေရာတွေအပါအဝင်ဒီရက်ဆက်တဲ့စီးရေလှုပ်ရှားမှုတွေကိုညွှန်ကြားခဲ့ပါတယ်။ American နဲ့ Philippine အကျဉ်းသားထောင်ပေါင်းများစွာတည်ဆုံခဲ့တဲ့ဒီ Barton Temen ရှိတဲ့ပွဲကလည်း ူရဲ့ဥဆောင်မှုအောက်မှာဖြစ်ပေါ်ခဲ့တာပါတိုဂျိုရဲ့ရွေးချယ်မှုတွေကဒီဂျပန်ရဲ့စစ်ရန်တရားကိုအားဖြည့်ပေးခဲ့ပေမဲ့ကြီးမားတဲ့ဆင်းရဲဒုက္ခတွေကိုဖြစ်စေခဲ့ပါတယ်1945ခုနှစ်ဂျပန်နိုင်ငံလက်နက်ရှာလိုက်ရတဲ့အခါမှာတိုဂျိုဟာအန်ဒီရီတွေကိုကြားရောက်တော်ခဲ့ပြီလို့သဘောပေါက်ခဲ့ပါတယ်အမေရိကန်စစ်သားတွေသူ့ကိုဖမ်းဖို့ရောက်လာတဲ့အခါမှာသူဟာသူ့ရင်ဘတ်ကိုတနက်နက်ပစ်ပြီးတော့မှတက်သေးဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့မအောင်မြင်ခဲ့ပါဘူးအမေရိကန်စစ်ကူတာရဲ့အဖွဲ့တွေရောက်လာပြီးတော့မှသူ့ကိုကေတင်ခဲ့ပြီးတော့ဒဏ်ရာတွေကိုကုသပေးခဲ့ပါတယ် တူဂျိုကတက်သေးဖို့ဆုံးဖြတ်ခဲ့ပေမဲ့လည်းသူ့ကိုတရားစီရင်ဖို့အတွက်အရှင်ဖမ်းဆီးခဲ့ပါတယ်။1946ခုနှစ်မှာစတင်တဲ့ဒီတူဂျိုဆေးရဇဝဲမှုဆိုင်ရာတရားစီရင်ရေးအတွက်သူ့ကိုစူဂါမိုထောင်စီကိုခေါ်သွားခဲ့ပါတယ်။ရန်လိုတဲ့စစ်ပွေးကိုစတင်တာကြောင့်ရဲ့ပြီးရင်လူသားမျိုးတွေအပေါ်မှာကျူးလွန်တဲ့ရဇဝဲမှုတွေကြောင့်ရဲ့ဒီ class A ရဇဝဲကောင်အဖြစ်ဆွေးကြက်တင်ခံခဲ့ရပါတယ်။တရားစီရင်မှုကလည်းပြင်းထန်ခဲ့ပါတယ်။ တရလိုရှင်းတွေကဂျပန်ရဲ့ကျူးကျော်မှုတွေမှာပါဝင်ခဲ့တဲ့သူ့ရဲ့အခန်းကဏ္ဍကိုစုံစမ်းစစ်ဆေးခဲ့ပါတယ်။တိုဂျိုကသူ့လုတ်ခဲတာတွေကိုညှင်းဆိုတာမျိုးတော့မရှိပါဘူး။ဒါပေမဲ့သူ့လုတ်ခဲတာတွေဟာဂျပန်နိုင်ငံရဲ့ယက်တီရဲ့အတွေ့ဖြစ်တယ်လို့ဆိုပါတယ်။အချိန်တုန်းကလူတွေတောင်းယွန်းခဲ့ရတဲ့တိုဂျိုဟာတရားရုံးမှာမေခွန်းတွေဖြစ်နေရတဲ့လူတယောက်ဖြစ်လာခဲ့ပါတယ်။နန်ကျင်းဒေသမှာကျူးလွန်ခဲ့တဲ့အကြမ်းဖက်မှုနဲ့စစ်သုံးပန်းတွေကိုဆိုးဆိုးရွားရွားဆက်ဆံခဲ့တာလို့မျိုးအဖြစ်အပျက်တွေကိုတပ်သည့်တွေကဖော်ပြခဲ့ပြီးတော့ ဒီအားစုဝဲမှုတွေကိုတိုကျိုရဲ့မူဝါဒတွေနဲ့ရှိစေခဲ့ပါတယ်။တသက်အထောက်အထားတွေကအလွန်များပြားခဲ့ပါတယ်။ဒါပေမဲ့တရားစီရင်မှုတွေမှာပြဿနာတွေလည်းရှိခဲ့ပါတယ်။တရားစီရင်မှုတွေဟာမျှတမှုမရှိဘူးလို့လူအများစုကပြောကြပါတယ်။ဘာလို့လဲဆိုတော့တခြားတာဝန်ရှိတဲ့ခေါင်းဆောင်တွေကိုတရားဆွေးဆိုတာမျိုးတွေမရှိခဲ့တဲ့အတွက်ပါ။1948ခုနှစ်နိုဝင်ဘာလ10ရက်နေ့မှာစီရင်ချက်ကိုကျင်းပခဲ့ပါတယ်။တိုကျိုမှာအပြစ်ရှိပါတယ်။သူနဲ့တခြားခေါင်းဆောင်6ယောက်ဟာတည်တံစာမတ်ခံခဲ့ရပါတယ်။ 1946ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာတိုဂျိုကိုကျိုးပေးကွပ်မြတ်လိုက်ပါတယ်။သူကတော်တော်လေးကိုတတိရှိတဲ့ဗိုလ်ချုပ်တစ်ယောက်ပါ။စစ်သားတယောက်ရဲ့ကံကြမ္မာကိုလက်ခံပြီးတော့မှငြိမ်ငြိမ်သက်သက်ပဲကွပ်မြတ်ခံခဲ့တယ်လို့မျက်မြင်သက်သက်တွေကပြောကြပါတယ်။ဒါဟာဂျပန်နိုင်ငံရဲ့စစ်ပွေးကိုပုံဖော်ခဲ့တဲ့လူတယောက်ရဲ့အဆုံးသက်လည်းဖြစ်ပါတယ်။ဒါကတရားမျှတမှုကိုဖော်ပြနေတယ်လို့တော့ပြောလို့မရပါဘူး။ဘာလို့လဲဆိုတော့ဒီတခြားကောင်းဆောင်တွေကိုမျက်မြတ်တတ်တာအပြစ်မပေးခဲ့တဲ့အတွက်ပါ။ ိုချုပ်ကြီးတိုမိုယူကီမာယာရှိတာဟာဆိုရင်ဂျပန်မှာနာမည်ကြီးပြီးတော့မှထိုင်ကာအော့မလေးရာပေါ့နော်ဒီမလေးရာကြားလို့လူသိများပါတယ်1940ခုနှစ်ခုနှစ်မှာဗြိတိန်ဆေးအရှေ့ဆိုင်စခန်းဖြစ်တဲ့စင်ကာပူကိုရတတပတ်အနည်းငယ်အတွင်းမှာသိမ့်ပိုင်လိုက်တဲ့အတွက်ကဘာကတုံလှုပ်တော့ခဲ့ရတဲ့လူလည်းဖြစ်ပါတယ်သူရဲ့စီးရေးကျွမ်းကျင်မှုတွေကိုရန်သူတွေကပါအတိအမှတ်ပြုရပါတယ်စစ်ပွဲကြီးပြီးတော့တဲ့အခါမှာတော့သူရဲ့အကြီးအရှင်ကအသက်ကိုကေတန်နိုင်ဆုံးမရှိခဲ့ပါဘူး1945ခုနှစ်မှာယာမာရှိတာဟာဖိလစ်ပိုင်မှာတက်တွေကိုဥဆောင်နေခဲ့ပြီးတော့မှ အမေရိကန်တပ်ဖွဲ့တွေကိုဆန်းကျင်တဲ့ရှုံးနိမ့်တပ်ဖွဲ့ကိုတိုက်ခိုက်နေခဲ့ပါတယ်။ဖိလစ်ပိုင်မှာဂျပန်စစ်သားတွေဟာကြောင်မတ်ဖွေကောင်းတဲ့ရာဇဝတ်မှုတွေကိုကျူးလွန်ခဲ့ကြပါတယ်။သူတို့ကမနီလာကအရက်သားအများပြားကိုတပ်ဖြတ်ခဲ့ကြပြီးတော့မှမနီလာလူသက်ပွေကြီးလို့ခေါ်တဲ့အဖြစ်အပျက်မှာထောင်ပေါင်းများစွာတည်ဆုံခဲ့ကြပါတယ်။ဗိုလ်ချုပ်ကြီးယာမာရှိတာဟာအဲ့ဒီဒေသရဲ့အမြင့်ဆုံးတပ်မှုဖြစ်ပါတယ်။ဒါပေမဲ့ယာမာရှိတာကဒီရာဇဝတ်မှုတွေကိုအမိန့်ပေးခဲ့သလား။သူဟာစစ်တီတွေကိုထိန်းချုပ်ဖို့အတွက်မလုံနိုင်ဘူးတိုက်ပွဲတွေတိုက်နေတာနဲ့ပဲသူ့မှာအလုံးမြောင်းလုံးနေပြီးတော့မှ စစ်သားတွေကသူ့ရဲ့ခွင့်ပြုချက်မရှိပဲလှုပ်ဆောင်ခဲ့ကြတယ်လို့တချို့လူတွေကပြောကြပါတယ်။တခြားသူတွေကတော့ तू ဟာ तू စစ်တီတွေဘာလုံးနေတယ်ဆိုတာသိသိနေလို့ပြောကြပါတယ်။အမေရိကကမရှင်းလင်းပေမဲ့မဟာမိတ်တွေကအသေးစိတ်အဆက်လက်တွေကိုအာရုံမစိုက်ခဲ့ပါဘူး။လူတည်ဆုံးမှုတွေအတွေ့တာဝန်ယူရမယ့်သူတယောက်ကိုသူတို့စာဖွေခဲ့ကြပြီးတော့မှညမှရှိတာကသူတို့ရွေးချယ်ခဲ့တဲ့သူဖြစ်ပါတယ်။1945ခုနှစ်ဩဂုတ်လမှာဂျပန်လက်နက်ရှာတဲ့အခါမှာညမှရှိတာကထွက်ပြေးဖို့မကြိုးစားခဲ့ပါဘူး။သူကတာမန်စစ်သားတယောက်လိုဆက်ဆက်ခံရဖို့မျှော်လင့်ပြီးတော့မှ ီလီပိုင်မှာရှိတဲ့ American တပ်ဖွဲ့တွေစီလက်နက်ရှာခဲ့ပါတယ်။ဒါပေမဲ့သူ့ကိုဖမ်းဆီးပြီးတော့မှတရားစွဲခံဖို့မနီလာစီကိုခေါ်ဆောင်သွားခဲ့ပါတယ်။နောက်တော့ကွယ်ကင်မှုတောင်ဝန်ဆိုတဲ့အောက်မှာဆွေချက်တင်ခံခဲ့ရပါတယ်။ဒါကအယူအဆအတိတ်တခုပါ။ခေါင်းဆောင်တယောက်ရဲ့စစ်တီတွေကရာဇဝဲမှုတွေကျူးလွန်ခဲ့ရင်ခေါင်းဆောင်ကိုယ်တိုင်အမိန်မပေးခင်ရင်တော့မှခေါင်းဆောင်ကိုအပြစ်ပေးနိုင်ပါတယ်။ဒါမဟာမိတ်တွေရဲ့ပြတ်သားတဲ့လုပ်ရတခုဖြစ်ပြီးတော့မှရာမရှိတာကိုအလွန်ခက်ခဲတဲ့အခြေအနေနဲ့ရင်ဆိုင်စေခဲ့ပါတယ်။ သူရဲ့တရားစီရင်မှုကဒီကဘာအနှက်အငင်းပေါ်စေရာဖြစ်လာခဲ့ပါတယ်။မနီလာတရားစီရင်မှုက1945ခုနှစ်အော်တိုဘာလမှာစတင်ခဲ့ပြီးတော့မှဒီတရုတ်လူတွေရဲ့အဆိုအရပေါ့နော်မြန်မြန်ဆန်ဆန်လှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။တရုတ်လူရှင်းနေတွေကယာမရှိတာကိုမနီလာလူသက်ပွေကြီးအတွက်အပြစ်တင်ခဲ့ကြပြီးတော့မှသူဟာသူ့တက်တွေကိုမတားဆီးနိုင်ခဲ့ဘူးလို့ပြောခဲ့ကြပါတယ်။သူရဲ့ရှင်းနေတွေကတော့အဲ့ဒီတုန်းကဒီဆက်တွေ့ရေးလိုင်းတွေပြတ်တောက်နေတာကြောင့်ယာမရှိတာကဘာဖြစ်နေတယ်ဆိုတာမသိခဲ့ဘူးလို့ငြင်းချက်ထုတ်ခဲ့ကြပါတယ်။ တက်တဲ့အထောက်ထားလည်းအများကြီးမရှိခဲ့ပါဘူးဒါပေမဲ့တရားရုံးကဂျပန်ရဲ့ဆေးရဆိုဝဲမှုတွေအပေါ်မှာဒေါ်သာနဲ့အားပြစ်ထားတဲ့အတွက်မြန်မြန်ဆန်ဆန်ပဲဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်။ယာမာရှိတာကငြိမ်သက်ပြီးတော့မှမန်တင်းနေခဲ့ပေမဲ့သူအနိုင်ရဖို့အခွင့်အရေးလုံးဝမရှိသလောက်ဖြစ်ခဲ့ပါတယ်။1940ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာစီရင်ချက်ကိုကျင်းပခဲ့ပါတယ်။အပြစ်ရှိပါတယ်။ယာမာရှိတာကိုတည်တဲ့ရှာမိတ်ခဲ့ပါတယ်။တရားစီရင်မှုအဆုံးမှာသူကငြင်းငြင်းသာသာလေးပြောခဲ့ပါတယ်။ ျွန်တော်ဟာဂျပန်အတွက်ကျွန်တော်တက်ဆွန်းသရေလုပ်ခဲ့ပါတယ်ဆိုပြီးတော့မှသူပြောခဲ့တာပါဒါကသူကွယ်မြတ်ခံရတော့မဲ့အရှိအနေနဲ့ရင်ဆိုင်နေရချိန်မှာတော့မှသူတစ္ဆာရှိနေသေးတယ်ဆိုတာကိုပြသခဲ့ပါတယ်1946ခု February လ23ရက်နေ့တိတ်ဆိတ်တဲ့ထောင်တစ်ခုမှသူကိုကြိုးပိတ်ခဲ့ပါတယ်ဒီတရားစီရင်မှုကအလင်းစလိုနဲ့မမျှမတလုပ်ခဲ့တယ်ဆိုပြီးတော့မှလူအများစုကယုံကြည်ကြတဲ့အတွက်တုံ့နှုတ်တော့ခဲ့ကြပါတယ်ယာမာရှိတာကိုကွယ်မြတ်ခဲ့တာကတခြားဂျပန်ကောင်းဆောင်တွေကိုတတိပေးခဲ့ပါတယ် မဟာမိတ်တွေဟာအပြည့်ပေးဖို့အတွက်အလေးအနက်ထားပါတယ်။နိုဘူဆူကီကီရှိဟာဆိုရင်ဗိုလ်ချုပ်တယောက်မဟုတ်ပေမဲ့ဂျပန်ရဲ့စစ်အတွင်းအစိုးရမှာအဓိကအခန့်ကဏ္ဍကနေပါဝင်ခဲ့တဲ့သူပါ။ထိတ်တဲစီးပွားရေးအရာရှိတယောက်အနေနဲ့သူက1930ပြည့်လွန်နှစ်တွေကမန်ရှူရီးယားလိုဂျပန်ရဲ့သိမ်းပိုက်ထားတဲ့နေမြေတွေကိုစီမံခန့်ခွဲတဲ့နေရာမှာကူညီပေးခဲ့ပါတယ်။သူရဲ့အလုပ်ကတော့ဂျပန်အင်ပါယာဆက်လက်တိုက်ခိုက်နိုင်စေဖို့အတွက်လိုအပ်တဲ့အရင်းအမြစ်တွေကိုရှာဖွေပေးဖို့ဖြစ်ပါတယ်။သူက အာရမလုံသားတွေကိုအတုံပြူတဲ့မူဝါဒတွေကိုခွင့်ပြုခဲ့ပြီးတော့မှတရုတ်နဲ့ကိုရီးယားလုံသားထောင်ပေါင်းများစွာကိုတန်တန်ပြီးတော့မှ NDA ရှိတဲ့အရှင်တွေတွေကိုပို့ဆောင်ခဲ့ပါတယ်။သူကဂျပန်ရဲ့စစ်ပွဲကိုထောက်ပံ့ပေးခဲ့တဲ့အတွက်စစ်ပွဲကြီးပြီးဆုံးသွားတဲ့အခါမှာပြင်မှတ်တစ်ခုဖြစ်လာခဲ့ပါတယ်။1945ခုဂျပန်လက်နက်ရှာတဲ့အခါမှာမဟာမိတ်တွေကသူ့ကို Class A ဒီဆေးရဆိုဝဲကောင်အဖြစ်သတ်မှတ်ပြီးတော့မှဖမ်းဆီးခံခဲ့ရပါတယ်။ဂျပန်ရဲ့ကျူးကျော်မှုတွေမှာကူညီပေးခဲ့တယ်ဆိုပြီးတော့မှဆွဆွေးခံခဲ့ရပါတယ်။ ဒီအပြစ်ဟာတေးတဲ့အပေးခံရမှာဖြစ်တဲ့ဆိုတာကိုတီးပြီးတော့မှဒီစုကမိုးထောင်မှာအမင်းကိုစောက်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့သူအတော်လေးကိုအော်သင်ခဲ့ရပါတယ်။သူ့ကိုတရားဆွေးဆိုတာမျိုးတော့မှမလုပ်ခဲ့ကြပါဘူး။အမေရိကန်ကစိုးရိမ်တဲ့ကိစ္စတချို့ရှိလာပြီးတော့မှအဲ့ဒီကိစ္စတွေအတွက်ကီရှီကိုအုံပြူလို့ရနိုင်ပါတယ်။1948ခုနှစ်မှာစေအေးတိုက်ပွဲကစတင်ခဲ့ပါတယ်။တရုတ်ကကွန်မြူနီအဖြစ်ပြောင်းလဲတော့တဲ့အခါမှာဒီအာရှတဝိုင်းမှာကွန်မြူနီဝေါ်ဒီလွန်မိုးတော့မှာကိုအမေရိကန်ကအထူးစိုးရိမ်ခဲ့ပါတယ်။ ကီရှီကကွန်မြူနစ်ဆန့်ကျင်ရေးကိုပြင်းပြထန်ထန်လှုံ့ဆော်သူဖြစ်တဲ့အတွက်အမေရိကန်ကသူ့ကိုအတုံးချဖို့အတွက်အသက်ရှင်ဝင်ပေးလိုက်ပါတယ်ဒါကြောင့်မဟာမိတ်တွေကသူ့ကိုဘာဆွေးချမ်းမှမတင်ပဲလွှတ်ပေးခဲ့ကြပါတယ်ဒီဆုံးဖြတ်ချက်ကလူအများအပြားကိုတုံ့လှုံစေခဲ့ပြီးတော့မှဂျပန်ရဲ့နိုင်ငံရေးအနာဂတ်ကိုပြောင်းလဲစေခဲ့ပါတယ်ကီရှီလည်းနိုင်ငံရေးလောကကြီးမှာပျောက်ကွေသွားတာမျိုးမဖြစ်တော့ပဲဒီနောက်တစ်ကြိမ်ရာထူးအနာရရှိလာတဲ့လူတစ်ယောက်ဖြစ်တော့ခဲ့ပါတယ်1958ခုနှစ်မှာသူဟာဂျပန်ရဲ့ဝင်ကြီးချုပ်ဖြစ်လာခဲ့ပါတယ် တစ်ချိန်လုံးကဆေးရဆိုဝဲကောင်အဖြစ်ဆွေချက်တင်ခံရမဲ့သူဟာဂျပန်နိုင်ငံရဲ့ဝင်ကြီးချုပ်အဖြစ်ဇာရာတက်တော့မယ်ဆိုတာကိုဘယ်သူကမှမသိခဲ့ပါဘူးဝင်ကြီးချုပ်တယောက်အနေနဲ့သူဟာဂျပန်ရဲ့စီးပွားရေးကိုပြန်လည်တည်ဆောက်ဖို့စက်ရုံတွေတည်ဆောက်ဖို့နဲ့အမေရိကန်နဲ့ဆက်ဆံရေးကိုခိုင်မာစေဖို့ကူညီပေးခဲ့ပါတယ်ဒါပေမဲ့ဝေဖန်သူတွေကသူ့လိုအတိတ်ဆိုးရှိတဲ့သူတယောက်ဘလို့နေရပြန်ရသလဲဆိုတာကိုတွေးခဲ့ကြပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတရုတ်နဲ့ကိုရီးယားကလူတွေဒေါ်သာထွက်ခဲ့ကြပါတယ်အဲ့ဒီအချိန်တုန်းကဒီ ဂျပန်ရဲ့ရက်ဆက်တဲ့သိမ်းပိုင်မှုကိုသူတို့တွေကမှတ်မိနေကြတာပါကီရှိတရားဝင်ကြီးဆိုဖြစ်လာတာဟာသူတို့ကိုစော်ကားနေတယ်လို့လည်းခံစားရစေပါတယ်ဒါပေမဲ့ကီရှိကတော့အဲ့ဒီဝေဖန်မှုတွေကိုလျှေးလီယူရှုခဲ့ပြီးတော့မှဒီဂျပန်ကိုပြန်လေတိဆောက်ဖို့အာရုံစိုက်ခဲ့ပါတယ်ဒီလိုမျိုးတရားစီရင်မခံရဘဲနဲ့လွမ်းမြောက်တော့တာကသူတယောက်ထဲတော့မဟုတ်ပါဘူးဒီယိုရှီယိုကိုဒါမားဟာဒီစစ်ပွဲအတွင်းမှာနောက်ထပ်အလုပ်လုပ်ခဲ့တဲ့သူတယောက်ပါသူဟာဆိုရင်ဒီ ရုတ်သိမ့်ပိုင်းနေမြေမှာကွန်ပစ္စည်းတွေကိုမှောင်ခိုလုပ်ပြီးတော့မှဆန်းတာလာခဲ့တဲ့လက်ရဆောင်ရောက်အမျိုးသားရဲ့အဆောင်ရောက်တူဖြစ်ပါတယ်။ရွှေပြီးရင်မူရစေဝါပြီးရင်အကျိုးအမြတ်ရတဲ့ဘာမဆိုသူလုပ်ပါတယ်။သူရဲ့ဒီတရားမဝင်အကြောင်းအဝေးတွေကဂျပန်စစ်တပ်ကိုငွေကြေးထောက်ပံ့ပေးခဲ့ပြီးတော့မှအရင်အမြင့်တွေကိုစီစဉ်စီခဲ့ပါတယ်။သူကဒီလက်နက်ကင်တိုက်ခိုက်တဲ့စစ်သားတယောက်မဟုတ်သလိုဒီဥဆောင်တဲ့ဗိုလ်ချုပ်တယောက်လည်းမဟုတ်ပါဘူး။ဒါပေမဲ့သူရဲ့ငွေကြေးနဲ့ဂျပန်ရဲ့နေရှိအစီအစဉ်တွေကရပ်တည်နိုင်ခဲ့တာပါ။ 1945ခုနှစ်မှာသူလည်းဒီအဖမ်းခံခဲ့ရပါတယ်သူကတော့တန်တရားရှိတဲ့ဆေးရဆိုတော့ကောင်တရားအနေနဲ့စူဂါမိုထောင်ကိုပို့လိုက်ပါတယ်သူဘဝကတော့အဆုံးသက်ပြီလို့တောင်မှထင်ရပါတယ်ဒါပေမဲ့ဒီဆေးအတိုက်ပွဲဟာသူရဲ့အခြေအနေကိုပြောင်းလဲတောစီခဲ့ပါတယ်1948ကိုရောက်တဲ့အခါမှာဒီကိုရာမားကိုရုတ်တရက်လွှတ်ပေးခဲ့ပါတယ်အဓိကချက်ကတော့သူဟာကွန်မြူနီဝါရာကိုဆန့်ကျင်တဲ့လူတစ်ယောက်ဖြစ်ပြီးတော့မှအမေရိကန်ကိုကူညီပေးနိုင်မယ်လို့ယူဆခဲ့လို့ဖြစ်ပါတယ်အဲ့ဒီနောက်ပိုင်းမှာသူဟာ CIA နဲ့လက်တွဲလုံဆောင်ခဲ့ပြီးတော့ ခြေစူးနှစ်တွေကြာအောင်ဂျပန်ကိုအုပ်ချုပ်ခဲ့တဲ့ Liberal Democratic Party ကိုငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ကောလာဟာလာသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒီကိုဒါမားကအဲ့ဒီမှာတည်းရက်တန်းမတော်ခဲ့ပါဘူး။သူကဆိုရင်ဒီအင်အားကြီးတဲ့ဒီယာကူဇာရာဇဝတ်ကိုင်းခေါင်းဆောင်တယောက်လည်းဖြစ်လာခဲ့ပါတယ်။သူရဲ့အဖွဲ့အစည်းကမှောင်ခိုပစ္စည်းတွေမှောင်ခိုလုပ်ငန်းတွေနဲ့ဒီဖျော်ဖြေရေးလုပ်ငန်းတွေကိုပါထိန်းချုပ်ခဲ့ပါတယ်။ကိုဒါမားကသူရဲ့ဒီရှမ်းသာကြွေဝမှုကိုဒီနိုင်ငံရေးလွှမ်းမိုးဖို့အတွက်အသုံးပြုခဲ့ပြီးဒီထီတိုးလို့မရတဲ့လူတယောက်ဖြစ်လာခဲ့ပါတယ်။ ကိုရာမဟာ1984ခုနှစ်မှာတည်ဆုံခဲ့တဲ့အထိဒီနိုင်ငံရေးနဲ့ရာဇဝတ်မှုတွေမှာတက်ကြောစော်ပါဝင်နေခဲ့ပြီးတော့မှဒီစစ်အတွင်းသူရဲ့လုံဆောင်ချက်တွေအတွက်တရားစွဲဆိုခံရတာမျိုးလည်းမရှိခဲ့ပါဘူးသူရဲ့ဇလန်းကဆိုရင်ဒီဂျပန် CBK ပြည်နယ်တိဆောက်ရေးရဲ့ရှုပ်ထွေးပြီးတော့မှရှုပ်ပေါ်နေတဲ့အဖြစ်မှန်ကိုပြသနေပါတယ်အမေရိကန်ကစစ်အတိုက်ပွဲကာလအတွင်းမှာဒီဒေသကိုထိန်းချုပ်နိုင်ဖို့အတွက်အတိတ်ကရာဇဝတ်မှုတွေကိုလျှေးလျူရှုခဲ့တာမျိုးရှိခဲ့ပါတယ်ဗိုလ်ချုပ်ကြီးမာဆာဟာရူဟွန်မဟာဆိုရင်ဒီသူရဲ့ တွင်းကျင်မှုနဲ့ဂုံတိုက်ခါကြောင်လေစာချင်းခံခဲ့ရတဲ့သူပါ1940တခုနှစ်မှာသူဟာဒီဂျပန်ရဲ့ဖိလစ်ပိုင်ကိုကျူးကျော်မှုကိုဥဆောင်ခဲ့ပြီးတော့မှမနီလာကိုအလျင်အမြန်သိမ်းပိုက်ခဲ့ပါတယ်ဒါဟာဂျပန်ရဲ့အစောပိုင်းအောင်ပွဲတွေကတခုဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီစစ်စင်ရေးမှာဘာတင်းတေမန်းရှိတဲ့ပွဲလဲပါဝင်ခဲ့ပြီးတော့မှအဲ့ဒီမှာထောင်ပေါင်းများစွာသောအကျဉ်းသားတွေဟာအငဲဘေးတွေပြီးရင်ရိုက်နှဲမှုတွေနဲ့ကွဲမြဲမှုတွေကြောင့်တည်ဆုံခဲ့ကြပါတယ်ဒီအဖြစ်အပျက်ကနောက်ပိုင်းမှာဒီဟွန်မာရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးမှဖြစ်ပါတယ် ဟောမားကရှီတက်ပွေးရဲ့ရက်ဆက်တန်ကြုံမှုကိုသူမသိခဲ့ဘူးလို့ပြောခဲ့ပေမဲ့မဟာမိတ်တွေကသူ့ကိုမယုံကြည်ခဲ့ကြပါဘူး။1945ခုနှစ်မှာဂျပန်လက်နက်ရှာတဲ့အခါမှာဟောမားဟာဆိုရင်ဖန်ဆီးခံခဲ့ရပြီးတော့မှတရားစွဲဖို့မနီလာကိုခေါ်ဆောင်သွားခဲ့ပါတယ်။သူကဘာတင်းတင်မင်းရှီတက်ပွေးနဲ့ဆက်ဆက်နေတဲ့ဒီဆေးရဆွဲမှုတွေနဲ့ဆွေချက်တင်ခံခဲ့ရပါတယ်။ဟောမားကသူဟာဒီအကျဉ်းသားတွေကိုကောက်ကွေဖို့စူးစမ်းခဲ့ပြီးတော့မှလူသားဆန်တဲ့ဆက်ဆက်မှုကိုသာဒီအမိန့်ပေးခဲ့တယ်လို့ညင်ချက်ထုတ်ခဲ့ပါတယ်။ဒါပေမဲ့ ်တက်တဲ့အထောက်ထားကအားနေခဲ့ပြီးတော့မှသူရဲ့အရာရှိတွေတချို့ကပေါ့နော်သူကိုဆန်းကျင်ပြီးတော့မှဖက်ဆိုခဲ့ကြပါတယ်တချို့ကဒီဂျပန်ကောင်းဆောင်တွေဟာသူတို့ကိုသူတို့ကောက်ွေဖို့အတွက်ခွန်မားကိုအပြစ်ပုံရှားစေရာအဖြစ်အသုံးပြုခဲ့ကြပါတယ်ဒါကသူရဲ့အရှင်တွေကိုပို့ပြီးဆိုးရွားစေခဲ့တာပါဒီသူရဲ့1946ခုနှစ်တရားစီရင်မှုကမြန်ဆင်ပြီးတော့မှတင်းကျပ်ခဲ့ပါတယ်ခွန်မားဆိုရင်သူရဲ့တက်တွေလုခဲတဲ့အရာအလုံးအတွက်တောင်းဝန်ရှိတယ်လို့တရားလိုရှင်းတွေကပြောခဲ့ကြပါတယ်။ဘာတန်းကအသက်ရှင်ကြံရည်သူတွေကလည်း ဒီတောင်မဲ့ဖွေကောင်းတဲ့ဇလန်းတွေကိုပြောပြခဲ့ကြပြီးတော့မှတရားရုံးကလက်ခံယုံကြည်ခဲ့ပါတယ်။ဟောမားကငြိမ်သက်ပြီးတော့မှလေးလေးစားစားနေခဲ့ပေမဲ့ဒီစီအန်ချက်ကပြင်းထန်ခဲ့ပါတယ်။အပြစ်ရှိပါတယ်သူမှလည်းသူ့ကိုလည်းတေတန်ရှားမိုက်ခဲ့ပါတယ်။တရားစီရင်တာမြင်လားစီလားဆိုပြီးတော့မှလူတော်တော်များများအင်အားတင်ခဲ့ပါတယ်။သူမတင်ဆုံးခဲ့မှဆိုရင်ဟောမားကသူ့ရဲ့ဇနီးစီစာတစာရေးခဲ့ပါတယ်။အဲ့ဒီစာထဲမှာသူဟာဂျပန်ရဲ့ရှုံးနိမှုအတွက်ဝန်နေချောင်းဖော်ပြခဲ့ပေမဲ့ စစ်သားတယောက်အနေနဲ့သူ့ရဲ့တောင်ဝန်ကိုထမ်းဆောင်ခဲ့တဲ့အတွက်ဂုံယူချောင်းကိုလည်းပြောခဲ့ပါတယ်။ဒါဟာဝန်နည်းစရာကောင်းပြီးတော့မှစိတ်ခံစားမှုပြင်းထန်တဲ့နှုတ်ဆက်စကားလေးဖြစ်ပါတယ်။1940ဆောက်ခုနှစ်ဧပြီလ3ရက်နေ့မှာဟွန်မာဝဒီဖိလစ်ပိုင်ရဲ့တိတ်ဆိတ်တဲ့ area တခုမှာတနန်းနဲ့ပြစ်ခတ်ကွပ်မျက်ခဲ့ပါတယ်။ဂျပန်နဲ့နဲ့ရှာပြီးတဲ့နောက်မှာဒီမဟာမိတ်တွေကဒီစစ်ဝါဒါကိုဖိချားပြစ်ဆင်ခဲ့ကြပါတယ်။သူတို့ဟာစစ်ဖက်နဲ့နိုင်ငံရေးခေါင်းဆောင်နှစ်သိန်းကျော်ကိုအာဏာကနေဖိချားခဲ့ပြီးတော့မှအစိုးရအလုပ်လုပ်ခွင့်ကိုပါပိတ်ပင်ခဲ့ပါတယ်။ ဒီဗိုလ်ချုပ်တွေပြီးရင်နိုင်ငံရေးသမားတွေနဲ့အရာရှိတွေတောင်မှဂျပန်ပြန်လည်ပြီးတိစောက်တဲ့အခါမှာဘေးဘေးခံထားရပါတယ်ဒါပေမဲ့ဒီနေရာမှာအလှစ်အပြောင်းတစ်ခုရှိပါတယ်ဒီလူအများအပြားကိုနောက်ပိုင်းမှာပြန်လာမယ်ပေးခဲ့ပါတယ်အမေရိကန်ကစစ်အတိုက်ပွဲကာလအတွင်းဂျပန်ကိုအုပ်ချုပ်ဖို့အတွက်အတွေ့အကြုံရှိတဲ့လူသားတွေနဲ့ခေါင်းဆောင်တွေလိုအပ်ခဲ့တဲ့အတွက်ဒီအရာရှိအောင်တရှုပ်ကိုတိတ်တိတ်ဆိတ်ဆိတ်ပြန်လေးခန့်အပ်ခဲ့ပါတယ်။စေးတက်ခွေကအရာအလုံးကိုပြောင်းလေးပြစ်လိုက်တာပါ အမေရိကန်ကဆိုဗီယက်ယူနီယံကိုတာစီဘိုအာယုံဆိုင်နေတဲ့အခါမှာဒီကီရှီနဲ့ဒီကိုရာမားလိုမျိုးတန်တရားရှိတဲ့ဆေးရဆော့ကောင်တချို့ကိုလွှတ်ပေးခဲ့ပြီးတော့မှဩဇာအာဏာပြန်ယူခွင့်ပြုခဲ့ပါတယ်။ဒီလူတွေဟာဒီအတိုင်းပြန်ရောက်လာတာတော့မဟုတ်ပါဘူး။သူတို့ကဒီခေတ်သစ်ဂျပန်ကိုပုံဖော်ခဲ့ကြရပါတယ်။ကီရှီကဝင်ကြီးချုပ်ဖြစ်လာခဲ့ပြီးတော့မှကိုရာမားကဒီယာကူဆာငွေကြေးကိုအသုံးပြုပြီးဒီအရေးပါတဲ့နိုင်ငံရေးသမားတွေကိုငွေကြေးထောက်ပံ့ခဲ့ပါတယ်။ သူတို့လိုလူတွေဂျပန်နိုင်ငံမှာပြန်ပြီးတော့မှအာဏာရလာတာကဒီတခြားတရုတ်နဲ့ကိုရီးယားနိုင်ငံတွေအတွက်တော့တရားမျှတမှုမမြင်ရပဲစော်ကားခံရသလိုဖြစ်စေခဲ့တာပါတိုကျိုဆေးရဇဝဲမှုဆိုင်ရာတရားစီရင်ရေးဟာတရားမျှတမှုကိုအကောင့်တွေပေါ်ခဲ့တဲ့အဓိကနေရာလို့ပြောခဲ့ပါတယ်1940ဆောက်ကနေ1948အထိထိတ်တန်းခေါင်းဆောင်28ယောက်ကို class A ဆေးရဇဝဲကောင်တွေအဖြစ်တရားစွဲခဲ့ပါတယ်ဟီတာကီတိုကျိုအပါအဝင်9ယောက်ကိုကွပ်မျက်ခဲ့ပါတယ်တခြား ထောင်ပေါင်းများစွာသောလူတွေဟာဆိုရင်ဟောင်ကောင်နဲ့ဒီစင်ကာပူလိုနေရာတွေမှာတရားစီရင်မှုတွေနဲ့ရင်ဆိုင်ခဲ့ကြရပါတယ်။တချို့ကထောင်နှံတွေကြားခံခဲ့ရပြီးတော့မှတချို့ကတော့လွတ်မြောက်ခဲ့ကြပါတယ်။ဆုံးဖြတ်ချက်တွေဟာအသမတ်တိမျက်မျက်တာတာတော့မရှိခဲ့ပါဘူး။ဒီတရားစီရင်မှုတွေဟာလူအများအပြားကိုအပြစ်ပေးခဲ့တယ်ဆိုပေမဲ့လည်းဒီဂျပန်ကျောင်းဒုက္ခရောက်ခဲ့ကြတဲ့လူတွေအကုန်လုံးအတွေ့မျက်တာတဲ့တရားစီရင်ခြင်းကိုတော့မပေးခဲ့ပါဘူး။ဒီဂျပန်ရဲ့ရာစုကူနေပြီးမှန်ကဒီနေ့အချိန်အထိ ညှင့်ခုမှုတွေကိုဖြစ်စေပါတယ်။ဒီပြီးမဲ့ကတူတူနဲ့ဒီတခြားပြည်မှုထင်ရှားစီရင်ခံရတဲ့ရာဇဝတ်ကောင်တွေအပါအဝင်ဒီဂျပန်ရဲ့စစ်ပွေးမှာကြာရှုံးသူတွေကိုဂုဏ်ပြုထားပါတယ်။ဂျပန်ကောင်ဆောင်တွေအဲ့ဒီနေရာကိုတောရောက်တဲ့အခါမှာတရုတ်နဲ့ကိုရီးယားဘက်ကပြင်းပြင်းထန်ထန်ဆန္ဒပြကြပါတယ်။အဲ့ဒီလိုလေပတ်တောလာမှုတွေဟာဂျပန်ရဲ့ဒီအကြမ်းဖက်မှုအတိတ်ကိုရှီမိုးနေတာဖြစ်တယ်လို့သူတို့ကပြောကြပါတယ်။ဂျပန်ရဲ့စစ်သမိုင်းကြောင်းဟာနိုင်ငံအများအပြားအတွက်နာကျင်နေစေဖြစ်တယ်ဆိုတဲ့သင်္ကေတတစ်ခုအဖြစ်အဲ့ဒီဗိမာန်ကဖော်ပြပေးပါတယ်။ 1950ပြည့်လွန်နှစ်တွေမှာတော့ဂျပန်ဟာအလင်းရဲ့အမြင်ပြောင်းလဲလာခဲ့ပါတယ်1949ဖွဲ့စည်းပုံအစီအကဲဥပဒေအရဂျပန်ဟာစစ်ပွဲစတင်ပေါ်ဆောင်လို့မရနိုင်ပါဘူးဒီကံတဲ့ချက်ကဂျပန်ကိုငင်းချမ်းစွာနေရာမဲ့နိုင်ငံတစ်ခုအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်စစ်မတိုက်ရတော့မဲ့စစ်သားဟောင်းတွေဟာ နိုင်ငံကိုတိဆောက်ဖို့အတွက်ဒီသူတို့ရဲ့ရန်သူဟောင်းတွေနဲ့လက်တွဲပြီးတော့မှအလုပ်လုပ်ခဲ့ရပါတယ်အမေရိကန်သိမ်းပိုက်လိုက်တာကပြည်ပြောင်းလဲမှုတွေကိုဖြစ်စေပါတယ်ဒီမိုကရေစီပြီးရင်ဒီအမျိုးသမီးကဏ္ဍအခွင့်အရေးပြီးရင် စီးပွားရေးပြန်လည်တည်ဆောက်မှုတွေကိုကူညီဖော်ဆောင်ပေးပြီးတော့မှငြိမ်းချမ်းပြီးတော့ဒီစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာအောင်ထောက်ပံ့ပေးခဲ့ပါတယ်။ဒါဆိုရင်အဓိကမိခွန်းအနေနဲ့မေးရမှာကတော့အမေရိကန်နိုင်ငံဟာတရားမျှတမှုကိုတကယ်ဖော်ဆောင်ပေးခဲ့သလားဆိုတဲ့မိခွန်းဖြစ်ပါတယ်။ဒါမှမဟုတ်အမေရိကန်နိုင်ငံရဲ့နိုင်ငံရေးကဂျပန်ရာဇဝတ်ခေါင်းဆောင်တွေကိုလွှမ်းမြောက်အောင်လုပ်ပေးခဲ့သလားဆိုပြီးတော့မှမေးရမှာပါ။ Ikari Hirohito ကိုစီမင်းခင်ဘရင်တပါအနေနဲ့ဆက်လက်ထားရှိခဲ့တာပြီးရင် ဗိုလ်ချုပ်တူချိုကိုကွဲပြားလိုက်တာကီရှိကိုဝင်ကြီးရှုပ်ခန်းအပ်ပေးလိုက်တာပေါ့ပြီးရင်ကိုဒါမကိုဒီရှိုးဝဲအာနာပြန်ရတော့တာပြီးတော့မှဒီကိုဒါမရှိုးဝဲအာနာပြန်ရတော့တာဒါတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဂျပန်နိုင်ငံရဲ့ပြန်လည်တည်ဆောက်ရေးကာလမှာမယုံကြည်နိုင်စရာပြားဆက်လို့အဖြစ်အပျက်တွေဖြစ်ခဲ့ပါတယ်ဒါသူတို့ရဲ့ကံကြမ္မာလို့လည်းကျွန်တော်တို့ပြောရမှာပါပါမင်းဆိုရင်သူတို့ဟာအပြစ်ပေးမှုကိုခံကိုခံရမှာပါဒါပေမဲ့လေစေအေးတိုက်ပွေဖြစ်လာတော့မဲ့အစိမ့်နဲ့ကြုံနေရတဲ့အတွက် သူတို့ရဲ့ကံကြမ္မာတွေလည်းပြောင်းလဲတော့ဖြစ်ပါတယ်။ဒီနေရာမှာတရားမျှတမှုဆိုတာထက်နိုင်ငံရေးဟာအရာအလုံးကိုပြောင်းလဲစေတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒါတော့ပါပဲ။ဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မှမိတ်ဆွေတို့ရဲ့အမြင်ကိုလည်း comment မှာရှာရေးပေးတော့ကြပါဦး။နောက်နေ့ဒီမှာလည်းအခုလိုမျိုးအကြောင်းအရာတွေကိုကျွန်တော်တင်ဆက်ပေးနေဦးမှာမလို့ဒီအဆီဇင်လေးကိုဟိုတိုင်းနှစ်တက်တယ်မနှစ်သက်ဘူးဆိုတာလေးကို comment မှာရှာရေးပေးတော့ကြပါဦးတောင်းဆိုပါရစေ။နောက်ထပ်တစ်ပုဒ်မှာကြင်ကြင်မာမာနဲ့ပြန်တွေ့ကြရအောင်ပါ။အကောင်းဆုံးအသက်သာဆုံးအမြင့်ဆုံးဝန်ဆောင်မှုတစ်ခုကိုမိတ်ဆက်ပေးပါရစေ။ လူကြီးမင်းတို့ရဲ့ graduate အမှတ်စဉ်အောက်လမ်းမှာဘွဲလက်မှတ်နဲ့တက္ကသိုလ်အမှတ်စဉ်တို့ကိုကျမတို့ရဲ့ပညာရေးဝန်ဆောင်မှုမှဈေးနှုန်းတက်တာဆုံးနဲ့အမြန်ဆုံးဝန်ဆောင်မှုပေးနေပါပြီ။ဖုန်းနံပါတ်39668 9162 925နဲ့39965853လေးလေးနှစ်တို့နဲ့ကျမတို့ရဲ့ Facebook Page Messenger ကနေလည်းဆက်သွယ်မှာယူနိုင်ပါတယ်။အကောင်းဆုံးသောဝန်ဆောင်မှုတွေကိုရယူဖို့အခုပဲဆက်သွယ်လိုက်ပါရစေ။